အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဒေခန်တုံးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအမျိုးသမီးတွေမှာဖြစ်ကြတဲ့ကင်ဆာတစ်ခုဖြစ်တဲ့တိန်ကောင်းကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရလဲဆိုတော့လေနီလန်ကန်းကိုပြပြပေးသားမှာဖြစ်ပါတယ်တိန်ကောင်းကင်ဆာဆိုတာကအမျိုးသမီးတွေမှာဖြစ်ကြပါတယ်ဖြစ်ပြီဆိုလို့ရှိရင်လည်းနောက်ကျမှသိလာများပါတယ်အဲ့ဒီခါမှာအနည်းငယ်ရှိပြီးတော့ကုသရခတ်ပြီးတော့အသက်နည်းဖြစ်နိုင်ပါတယ်အဲ့တော့တိန်ကောင်းကင်ဆာကိုဘယ်လိုကာကွယ်လို့ရမလဲပထမဆုံးအချက်အနေနဲ့ကကြတော့ဒီအတူနေတိုင်းမှာကွန်ဒမ်သုံးဖို့လိုအပ်ပါတယ် အဲ့တော့ပုံမှန်ကို့အမျိုးသားအမျိုးသမီးဆိုလို့ရှိရင်တော့ကို့လင်မြားချင်းဆိုရင်တက်တနာမရှိပါဘူးအဲ့လိုမျိုးကိုကအပြင်မှာအတူနေမယ်တခြားလူနဲ့အတူနေမယ်ဆက်ဆံပေါ်များမယ်ဆိုလို့ရှိရင်တာဝန်ဖြစ်မယ်သုံးသင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်ငေါင္ငယ်စာကိုဖြစ်စေတာက HPV လို့ခေါ်တဲ့လေယာဉ်တစ်ဆင့်ကူးစက်တတ်တဲ့ပိုးကြောင့်ဖြစ်ပါတယ်ဒါက virus ပိုးဖြစ်ပါတယ်လေယာဉ်တစ်ဆင့်ကူးစက်တတ်ပါတယ်ကိုယ်တော်သုံးပြီးတော့ကာဝယ်လို့ရပါတယ်အဲ့တော့ကိုဒီဆက်ဆံပေါ်များမယ်ဆိုလို့ရှိရင်အတူနေရိုင်းမှာ ကွန်ဒွန်သုံးသင့်ပါတယ်နောက်ထပ်အချက်အနေနဲ့ကကြတော့ဒါ HIV ပိုးရှိလို့ရှိရင်ဒါတေချာကုသဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုဒါ HPV ပိုးဝင်လာပြီဆိုလို့ရှိရင်အဲတချို့တွေမှာကခုခံအားစနစ်ကတိုက်ထုတ်လိုက်တယ်အဲ့ဒီအခါမှာဒီပိုးက HPV ပိုးကလူကိုဒုက္ခမပေးဘဲနဲ့ဘာမှမဖြစ်ဘူးပေါ့နော်အဲတချို့တွေမှာကြတော့ဒါကိုယ်ခံအားကမတိုက်ထုတ်နိုင်တဲ့အခါမှာ HPV ပိုးကနေပြီးတော့ကင်ဆာဖြစ်စီတာဖြစ်ပါတယ်အဲတော့တိမ်ကောင်းကင်ဆာကို ဖြစ်စီတာဖြစ်ပါတယ် တော့ကိုကတကယ်လို့သာ HIV ပိုးရှိပြီးတော့ AIDS အဆင့်ထိဖြစ်နေမယ်ဆိုလို့ရှိရင်ခုခံအကျနေတဲ့အခါမှာ HPV ပိုးကနေတဆင့်ကန်ဆာပြောင်းနိုင်ခြင်းရှိပါတယ်အဲ့တော့တိမ်ကောင်းကင်ဆာဖြစ်နိုင်ပါတယ်အားကြောင့်မလို့ကိုက HIV ပိုးရှိနေတယ်ဆိုလို့ရှိရင်တခြားကုသမှုခံရဖို့လိုအပ်ပါတယ် ARDC တွေကိုတခြားတောက်ဖို့လိုအပ်ပါတယ်နောက်တစ်တတိယမြောက်အချက်အနေနဲ့ကကြတော့ဆက်လက်ကိုရှောင်ဖို့ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ HPV ပိုးဝင်ရောက်လာပြီဆိုလို့ရှိရင် ကဆက်လက်တက်တဲ့အမျိုးသမီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်သူများရဲ့ထပ်ပို့ပြီးတော့ HPV ပိုးကနေပြီးတော့တိမ်ငေါင်းကင်ဆာကိုဖြစ်နိုင်ခြင်းများစေလို့ပဲဖြစ်ပါတယ်။နောက်ထပ်လေးခုမြောက်ချက်အနေနဲ့ကကြာတော့တိမ်ငေါင်းကာဝယ်စေတိမ်ငေါင်းကင်ဆာကာဝယ်စေထိုးလို့ရပါတယ်။နော်တကယ်လို့ကိုကတတ်နိုင်တယ်ဆိုလို့ရှိရင်ကာဝယ်စေနဲ့အလွယ်တကူရတယ်ဆိုလို့ရှိရင်တိမ်ငေါင်းကင်ဆာကာဝယ်စေကိုထိုးရတင်ပါတယ်။နော်ဒါတော့ဆောင်းအနေနဲ့အတိုင်ပြီးတော့ထိုးလို့ရပါတယ်။နောက်ဆုံးချက်တစ်ခုကကြာပါဒီတိမ်ငေါင်းကို ပုံမှန်စစ်ဆင်မှုခံရတဲ့မှာတယ်အဲ့တော့ plasmia စစ်တယ်လို့ခေါ်ပါတယ်ကိုယ့်ရဲ့တိမ်ကောင်းကိုမကြာခဏစစ်ဆေးပေးတာကတိမ်ကောင်းမှာပုံမှန်မဟုတ်တဲ့ဟာတွေရှိမလားဆိုတော့ကျွန်တော်တို့ဒီကြိုပြီးတော့သိရှိခြင်းအားဖြင့်တိမ်ကောင်းကိစ္စမဖြစ်အောင်ကာဝေးလို့ရပါတယ်တကယ်လို့တိမ်ကောင်းမှာပုံမှန်မဟုတ်တဲ့ဟာတွေတွေ့မှဆိုလို့ရှိရင်လိုအပ်တဲ့ကုသမှုတွေခံယူပြီးတော့တိမ်ကောင်းကိစ္စမဖြစ်အောင်ကာဝေးနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့သိချင်တာရှင်ကိုယ်မှမေးလို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်